ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကတော့ပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှာ